မယောင်းလိုက်ကသဲထားကိုးွယ်တဲ့မရဝီစီယာဖျားကြီးမယောင်းလိုက်ရုပ်ကို ပြောင်းလဲသွားတယ်တကယ်ကိုမှထူးဆန်းတဲ့ဖျက်ကြီးဆိုပြီးတော့အွန်လိုင်းပေါ်မှာဖြန့်ဝေကြလို့မိဘပြည်သူများကလည်းအယံကိုချိန်လန့်လန့်ဖြန့်ခဲ့ရပြီးတကယ်ပြောင်းလဲသွားသလားဆိုတာလူအများကြီးသွားကြည့်ခဲ့ကြပါတယ်တကယ်လက်တွေ့မှာတော့ဒါကရုပ်ပြောင်းလဲသွားခြင်းမဟုတ်ဘဲနဲ့ AI နဲ့လှုပ်ရှားတာဖြစ်ကြောင်းသိရလို့တနိုင်ငံလုံးကဗုဒ္ဓဘာသာဝင်တွေကတော့ တတော်လေးကိုပောက်ကွဲနေချပြီလေးဖြစ်ပါတယ်။ဥပါရေဒီစီရီတော်ကြီးကဒီရုပ်ပွားတော်ကြီးကမင်းအောင်လိုက်တဲထားတဲ့ဘုရားဖြစ်ပါတယ်။ဒါမဲ့ဒီရုပ်ကဒီရုပ်ပွားတော်ကဘုရားရဲ့ရုပ်ပွားတော်ပဲဖြစ်ပါတယ်။ဒီရုပ်ပွားတော်ကို လူတတမကပဲနော်။လူတန်းပြီးတော့တဲထားသည်ဖြစ်စေတထေးကပဲလူတန်းပြီးတော့တဲထားသည်ဖြစ်စေသူတို့ကောင်းကပဲဒါလူတန်းပြီးတော့တဲထားသည်ဖြစ်စေဒီဘုရားကို ကြည်ညိုရမယ်လေးစားရမယ်ဒါကတော့ပုံမှန်ပဲနော်။ ဒါကလုံတင်လုံထိုက်တာဖြစ်တယ်။အေးဒီပြောက်ကိုမကောင်းတဲ့သူကတယ်လို့ဆိုပြီးတော့ပေါက်ကြီးကလုံမေဆိုရင်တော့ဒါကလုံးဝမဖြစ်သင့်ဘူးနော်။ခုနေ့ကဆိုရင်လည်းကျွန်တော်တို့မရဝီစီယာဖရားရဲ့အနာမှာဘုံပေါက်ခွေမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းစကားကြီးကြားရတယ်။အထူးတစ်ဖြစ်တော့မယောင်းနိုင်ကိုမကျေနပ်ဘူးပေါ့။ဗျာမယောင်းနိုင်ကလည်းခုငလင်ကြီးလုံခဲ့ပြီးတဲ့အခါမှာဒီတဲ့ထားတဲ့မရဝီစီယာဖရားကဘာမှအပေါ်အပစ်နော်။အနာအဆာအကွဲရတဲ့ခုမှမရှိတာကြောင့်တနိုင်ကလုံးလို့နော်။ကိုယ်ယဝင်ကြွားစွာအစီဝေးတိုင်းမှာထုတ်ကြွားနေတာဖြစ်ပါတယ်။ အဲ့လိုမျိုးကြွားပြီးမချဘူး။အော်မရဝီဇာဘုရားကြီးကမေအွန်လိုင်းရုပ်ပြောင်းလဲသွားတဲ့ဆိုတဲ့သတင်းစကားတွေအွန်လိုင်းပေါ်ပြန့်လာလာပြီးခုချိန်မှာတနိုင်ကလုံးဝလမ်းဖြတ်လို့သွားတော်ကြည့်နေကြပြီလေဖြစ်ပါရယ်။ဒီကောင်တွေမလုတ်တင်တာကိုလုံနေကြရပြား။